ကဲဒီတစ်ခါမှာတော့မြမပြည်ကမုံညင်းချင်တုပ်လေးရအောင်ပရှူးထမင်းကြော်စားမယ်။ဒါလေးကတော့ယူနန်မုံညင်းချင်တုပ်အသေးရွက်တွေစပြင်မယ်။စစ်သူမျိုးကိုတပြားရိုက်ပြီးတော့နုံနုံဆင်းတာ။တုံးမဲ့အသေးရွက်နဲ့ကြော်ပုံကြော်နီးတွေကတောင်းနဲ့တယောက်ကွဲသွားနိုင်ပါလေ။တန်းကော်ပီကိုလည်းအတုံးသေးလေးလှီ။ကိုကျိတ်နဲ့တက်တဲ့အသေးရွက်တွေလည်းထပ်ပြီးထည့်လို့ရပါတယ်။မုံလာဟုနေကိုလည်းအခွန်နှွာပြီးတော့ပပလေးလှီ။ချောင်းလေးတွေပြန်လှီပြီးတော့မှနုံနုံဆင်း။ ။နေုပ်တီကတော့စားနေတဲ့လောက်ထဲပါ။ပြီးရင်တော့ပန်းငယ်ပွားအစင်းအောင်လေးကိုသုံးထားပါတယ်။အတီးရက်တွေကိုတော့ခရမ်းကျင်တီ၊ဘဲတီ၊ပြောင်းဘူးအစရှိတာတွေထည့်သွားလို့ရပါတယ်။စီရီကတော့အိမ်မှာအလွယ်ရှိနေတဲ့အတီးရက်လေးတွေပဲထည့်လိုက်ပါတယ်။အသားကိုတော့ဝတ်သားသုံးထားပါတယ်။ဝတ်သားမကြိုက်တဲ့လူတွေကတော့ကြက်သား၊ပင်လယ်စာအစရှိတာကိုစိတ်ကြိုက်သုံးလို့ရပါတယ်။ပြီးရင်တော့မြမပြတ်ထည့်ပေးလိုက်တဲ့ယူနန်မုံညင်းကျင်ကိုအတုံးလေးလှီ။ကြော်မက်သမင်းကိုဇလုံးခုလေးကိုထည့်။ထည့်မဲ့အရသာတွေအားလုံးကိုကြော်တဲ့အခါမှာအလုံးမရှုပ်အောင်လို့သမင်းထဲမှာအကုန်လုံးထည့်ထားပါမယ်။ခရူးစီ ဘဲငံပြိုင်အကျဲပြီးရင်တော့ကြာညို့လို့ခေါ်တဲ့ဘဲငံပြိုင်အပြည့်စားအကြားလေးနက်နက်တဲ့တမယာတိကိုလည်းတခါတည်းညှစ်ထားပါမယ်အားလုံးအစင်းသဖြင့်စချုံမယ်အိုးပူလိုက်ရင်စီတဲ့အရင်ဆုံးဝတ်သားနဲ့ကျက်သွမ်းပြူထည့်ပြီးတော့အရင်ကြောကျက်သားသုံးမယ်ဆိုလည်းရပါတယ်ဝတ်သားကျက်ပြီးတော့ကျက်သွမ်းပြူအနံလေးတွေမှွေးလာတဲ့အထိမှွေပြီးတော့အထက်အောက်လှမ်းပြီးကြော်ပေးသွားလိုက်ရပြီဆိုအလဲလေးကိုဖောက်ပြီးတော့ကြက်ဥထည့်အကုန်ရောပြီးတော့ကြော်လိုက် ောက်ချက်သွားပြီဆိုရင်ခုနကပြင်ဆင်ထားတဲ့အသီးရွက်တွေအကုန်လုံးထည့်မုံညင်းကျင်ပန်းကော်ပြီးပန်းငရုတ်ပွားမုံလောက်အနေနဲ့မြုပ်သီးတွေထည့်ပြီးတော့အသီးရွက်တွေချက်သွားတဲ့အထိအထက်အောက်မှွေပြီးတော့ကျော်သွားပေးလိုက်ဟိုးလှုပ်ပြီးတော့အပေါ်အောက်လှန်ကျော်သွားပေးလိုက်အိုးမလှုပ်တတ်ဘူးဆိုလဲရောင်းမလေးနဲ့ပဲမှွေသွားပေးလိုက်အားလုံးချက်သွားပြီဆိုရင်တော့အစိမ့်မှုလေးတစ်စုံလောက်ထည့်လိုက်အားလုံးမှွေပြီးတော့အစိမ့်မှုအနှံ့ပြောက်သွားတဲ့အထိကျော်ပေးလိုက်အားလုံးချက်ပြီးအနှံ့လေးမွေးလာပြီဆိုရင်အရသာနှက်ထားတဲ့ထမင်းတွေကိုထည့် အရတာတွေအားလုံးထမင်းတစိချင်းစီတိုင်းကိုဝင်သွားအောင်လို့အထက်အောက်သေးချာလေးမှွေခဲပြီးလုံးနေတဲ့ထမင်းတွေလည်းသေချာချပြီးထမင်းကြော်တဲ့အခါမှာထမင်းတစိချင်းစီကွဲထွက်နေမှအရတာပိုရှိမှာပါချောချောလေးကြော်ပေးပြီးအရတာအနေတော်ပဲဆိုရင်မဆလာလေးဖြူပေးလိုက်အထောက်အမွေပြီးတော့ခဏလောက်ကြော်ပေးလိုက်ရင်ရပါပြီကြော်နေတဲ့အနံလေးကိုမှွေးနေရတော့ပိုက်တောင်စာလာပြီထမင်းကြော်ပြီးပြီဆိုရင်တော့တွဲစားဖို့ကြက်ဥလေးကြော်မယ်ကျုပ်ကိုအဝိုင်းညင်ကြီးလေးဖြစ်အောင်လို့ပုံစံကွက်လေးနဲ့ထည့်ကျော်ထားပါတယ် ဒါကတော့ကိုယ့်ဘက်ကိုပုံဖော်ပြီးလုပ်တာပါချစ်တငယ်ချင်းတွေကတော့ပုံမှန်ပဲကြော်လိုက်ပါပြီးရင်တော့စားတဲ့အခါမှာအကျွတ်ကလေးပအောင်လို့မြမပြရထည့်ပစ်လိုက်တဲ့တူဘူးကြောက်ကြော်လေးကြော်မယ်ဒါကတော့ CD အကြိုက်ထမင်းကြော်ရင်တွဲစားဖို့ပြင်ဆင်ထားတဲ့အရာတွေပါ ချစ်တငယ်ချင်းတို့ကတော့စိတ်ကြိုက်လှုပ်ရှားလို့ရပါတယ်အားလုံးပြီပြီဆိုရင်တော့ဟင်းပွဲပြင်မယ်သမင်းကြော်တမျိုးတွေပဲစားလို့ရှိရင်ပြင်းစရာကောင်းလို့အခုလိုမျိုး side dish လေးတွေပြင်ထားတာပါချစ်တငယ်ချင်းတို့ကသမင်းကြော်စားတဲ့အခါမှာဒီလိုမျိုး side dish လေးတွေနဲ့စားတာကိုကြိုက်နေသလားဖြေခဲ့ပါဦးကဲအားလုံးပြင်ဆင်ပြီပြီဆိုရင်တော့စားပါတော့မယ်ချစ်တငယ်ချင်းတို့စားပါဦးကြော်နေတဲ့ကအနံလေးကိုမှွှင်းနေလို့ဘိုက်ကလည်းစားနေပြီပြီးတော့ဖက်ရှူတမင်းကိုလည်းမစားရတာနှစ်နဲ့ကြာနေပြီဆိုတော့အားရဘာရမိုးဆွဲလိုက်တာပစ္စည်းမလေးအတွက်တောင်းနည်းနည်းပဲကြံအရသာကတော့ချင်းငန်ဆက်ရှယ်ပဲကဲစားပြီပြီဆိုတော့ထုံးစံတိုင်းစေး chó chỉ tấu quên nè ổ.